ေကန်နေ့မွေးသူအားလုံးမင်္ဂလာပါ2025ဧပြီလ22ရက်နေ့နေ့30ရက်နေ့အတော်တွေမှာဝေကြီးကံကောင်းမယ်လက်ဖွဲ့မယ်လူရပြည့်စုံမယ်ဘဝတိုးတက်မယ်ရှင်မန်းချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်၍ကောင်းသောကျိုးဆက်ကိုရလိမ့်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေတိုးလောကန်ချင်းတို့ရဲ့ထူးခြားတဲ့ကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမှာဖြစ်ပါတယ် ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလိုက်ယုံတဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။ဒါဆက်နေနေမှာအလိုရှိရပြေဆုံးခြင်းခံနေရှိတယ်။အဲ့ဒီဒနာသိတိနှစ်ခတ်စမ်းရှင်တဲ့နေ့ဖြစ်တဲ့ အဲ့ဒီမှာသံလိုက်တုံးတုံးကိုရွှေရောင်ထုတ်ပြီးတော့အဲ့ဒီသံလိုက်တုံးကိုလူနဲ့ရှေ့မှာအနာဂတ်မှာစောင်းယူလိုက်ပါအဲ့ဒီထူးခြားတဲ့ကံကို ရနိုင်မယ်နှစ်ဆန်းတရက်နေ့ကြော်ပြီးပထမဆုံးဒနာသီတိညကရှင်းတဲ့နေ့လက်ပွင့်အောင်ဆောင်ရွက်တာ23ရက်နေ့မှာတော့ခရီးကံကောင်းမယ်အလိုရှိရပြည့်စုံမယ်ရှင်မန်းချက်တဲ့တွေကိုဆောင်ရွက်လို့အချိုးရှိမယ်24ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ် လက်ဖွဲ့မယ်25ရင်းနေမှာ ရှင်ပြိုင်မှုမှာမြောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြောက်မယ်26ရင်းနေမှာအာမခန္ဓာတော်ယူတာမလုပ်ရဘူးသူများပြဿနာကိုပြဿနာဖြစ်တတ်တယ်29ရင်းနေမှာတော့အရာရာကံကောင်းခြင်းလူရာပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုကျွတ်တွေ့နိုင်တယ်28ရင်းနေမှာဥတီချက်ပြောင်းပြီးလောက်တာ ကြိုးပေးတယ်မတော်တဆနဲ့ကျူးဆက်ရမယ်အနောက်တောင်ရက်ကိုတီးသွားစေခြင်းရှိတတ်တယ်မနေ့ ကိုးနိုင်တဲ့၁၀နိုင်ခွဲကြားအသွာလံပြုဆန်ရမယ်၂၈ရက်နေ့ကအလုံးစုံကံကောင်းခြင်းလိုရာပြည့်စုံခြင်းရှိမယ်၃၀ရက်နေ့ဂျီမန်းချက်သစ်တွေကိုလည်းတွေ့ကောင်းထဲပေါ်ပြီးတော့ဘဝကံတလန်းနဲ့အလိုပြည့်စုံခြင်းနှစ်သာရကိုကြုံနိုင်တယ်တနင်္လာနေ့အင်္ဂါနေ့ပௌထုနေ့မွေးသူများနဲ့ပူးတွဲ၍ကောင်းသောကျိုးဆက်များရရှိမယ်တနင်္ဂနွေနေ့တောက်ကြနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်တိရှိတတ်တယ်၈၆ ကိုးကနဲ့နေချိုးပေးတယ်အပြာရင်ရောင်အနဲ့ရောင်နဲ့ပြာရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါနေနီးပါးမှာရှိတဲ့သူတို့ကို ရွှေရည်တိုက်ကြွေးခြင်းဖြင့်ဤကာလတွင် ကောင်းသောအကျိုးဆက်တွေကိုဖန်တီးရရှိနိုင်တယ်ဒီပြင်ဒီရက်ပိုင်းတွေအတွင်းမှာဧပြီလ28 29 30နေ့တွေမှာကောင်းစီကောင်းလျှောပြုခြင်းစံကေသအသွင်ပြောင်းခြင်းတို့ကိုဆောင်ရွက်ထူးခြားတဲ့ကံတွေရလာပါလိမ့်ကျေးဇူးတင်ပါတယ်